မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းမရီယာမြို့နယ်မရီယာဆဲတော်ကားလမ်းမှာအင်ဂျင်မြိုင်ဆက်တဲ့ရဲ့တိုက်ရဲမှုနဲ့ဗိုလ်ကြီးပါတဲ့ကားကိုဇော်လ6ရက်နေ့မနက်ပိုင်းကနှစ်ချိန်မိုင်းဆွဲတက်ခတ်ရာစစ်ကောင်စီအုပ်စုအထိခိုက်ရှိခဲ့ပြီးတော့ကားနဲ့ခိုးရပါပစ္စည်းတချို့ကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇော်လ6ရက်နေ့မနက်၈နာရီခွဲဝန်းကျင်ကမရီယာမြို့နယ်အင်ဂျင်မြိုင်ဆက်တက်မှာတိုက်ရဲမှုအပြောင်းအရွှေ့လုပ်ဖို့အတွက်မရီယာဆဲတော်ကားလမ်းအတိုင်းတွာလာနေတဲ့ ကားကိုနှစ်ကြိမ်မိုင်းဆွဲခဲ့တာလို့ဆိုပါတယ်အဲ့ဒီကားပေါ်မှာတိုက်ရဲမှုအဟောင်းလိုက်ပို့တဲ့ဗိုလ်ကြီးနိုင်လင်းဆိုသူနဲ့အမျိုးသမီးနောက်လိုက်ကိုရံတော်နှစ်ယောက်ပါရှိပြီးတော့တိုက်ရဲမှုအဟောင်းကိုဗိုလ်ကြီးနိုင်လင်းဆိုသူကလိုက်ပို့မယ်ဆိုတဲ့သတင်းကြိုရတဲ့အတွက်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ မိုးကျုံစစ်ကြောင်းရဲ့တာဝန်ရှိသူကပြောပါရယ်စစ်ခွေးနိုင်လင်းဆိုသူကပြည်သူတွေကိုရင်နှစ်ပြီးတော့နှိပ်စက်တာမျိုးချိုးတုပ်ရိုက်နှက်တာမျိုးလမ်းဘေးမှာတင်ပစ်တတ်တာမျိုးစတာတွေကိုတုံးနဲ့ကြော်လုံးလုတ်ခဲ့ပါရယ်တော်လိုင်းရဲ့မိသားစုတွေကိုငွေကြေးတာကတော့အများရန်လုံနေတာပါလို့ပြောဆိုခဲ့ပါရယ်မိုင်းဆွဲတိုက်ခတ်မှုကြောင့်ကားဟာပျက်စီးသွားပြီးတော့စစ်ကောင်စီအုပ်စုထိခိုက်မှုရှိတယ်လို့မိုးကျုံစစ်ကြောင်းတိုက်နယ်သုံးပတ်ကဖရဲ့တာဝန်ရှိသူကပြောကြားထားပါရယ် စစ်ခွေးနိုင်လဲမှာညာဘက်ဂျိုင်းအောင်ပြင်းထန်တန်းရရရှိကလက်တချောင်းလုံးဆုတ်ပြတ်သွားခဲ့ပြီးတော့ညာဘက်တချမ်းလုံးတွေးချင်းချင်းနေနေကြောင်းသိရပါဗါတယ်ရဲမိုးမှာ6ရောက်တချောင်းပွင့်ထွက်ပြီးတော့ပြင်းထန်စွာဒဏ်ရာရရှိကကိုရံတော်တယောက်ဟာ နောက်စီကနေပြီးတော့မျက်လုံးကို မိုင်းစာစိုက်ဝင်ခဲ့ပြီးတော့နောက်ထပ်ကိုရံတော်တယောက်ဟာတေးလို့မတက်ဒဏ်ရာရရှိခဲ့တယ်လို့မိုးချိုးစစ်ကြောင်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီအုပ်စုဟာတိုက်ရဲမှုအပြောင်းအရွှေ့အတွက်လမ်းကြောင်းတလျှောက်လုံခြုံရေးယူဖို့စီစဉ်ခဲ့ပြီးတော့ကိုပြုံကနေစစ်ကောင်စီအုပ်စုအင်အားတရာခန့်ပါတဲ့စစ်ကြောင်းတစ်ကြောင်းနဲ့ဆလေးရွာကနေအင်အား30ခန့်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းကိုလမ်းမှာစောင့်ဆိုင်ခန်းခဲ့ပေမယ့်အဲ့ဒီလုံခြုံရေးကြတဲ့စစ်ကောင်စီအုပ်စုကအခုမိုင်းဆွဲခံရတဲ့လမ်းပိုင်းအထိကိုလာရောက်မစောင့်ဆိုင်ရဲကြပဲနဲ့ကျင်းတောင်အကြော်မှလာစောင့်ဆိုင်နေတဲ့အချိန် အခုလိုမျိုးတိုက်ရင်မှုပါတဲ့ကားကိုလမ်းခုလက်မှာတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်မိုင်းဆွဲခံရတဲ့ကားပေါ်ကစစ်ကောင်စီအုပ်စုဟာကားကိုထားရိုက်ခဲ့ပြီးတော့အတင်းဆောက်ကြုံနေတဲ့အင်အားတရာပါတဲ့စစ်ကြောင်းစီကိုထွက်ပြေးခဲ့တာလို့လဲမိုးကြိုးစစ်ကြောင်းရဲ့တာဝန်ရှိသူကပြောပါရယ်အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးနေတဲ့4 wheel ကားနဲ့အတူကြီ42တောက်ဓာတ်တစ်ချောင်းကြီပေါက်တစ်ခုလက်ထိပ်တစ်ခုတနခါးတုံး6တုံး ၊နှုတ်စီဘူး၄ဘူး၊ငရမ်း၆နဲ့ငွေကျပ်၄၂၀၀၀ကျော်တို့ကိုတင်စီရရှိခဲ့တယ်လို့မိုးချိုးစစ်ကြောင်းကပြောပါရယ်။၎င်းတိုက်ခိုက်မှုမှာမိုးချိုးစစ်ကြောင်းရဲ့ရဲဘော်တွေထိခိုက်မှုတစုံတရာမရှိဘူးလို့လည်းသိရပါရယ်။စစ်ကောင်စီအုပ်စုဟာမရီယာနယ်ထဲမှာရွာစဉ်ပတ်မွေလူသက်လူရက်မိရှို့ဓာတ်တွေကိုကျူးလွန်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်နဘဲတာရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တအုပ်အပါဝင်ခုနှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ3ရက်နေ့မနက်9:00နာရီခန့်ကမြင်းကြံမြို့နယ်နဘဲတာရွာဘက်ကနေပြီးတော့မန်လေရွာဘက်ကိုအင်အား40ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ2နာရီခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကစစ်ဗိုလ်တအုပ်အပါဝင်9ဦးသေဆုံးကအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါဒ၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်1တရင်27 Revolution Force မြင်းကြံခရိုင်အမှတ်1တရင်မြင်းကြံခရိုင်အမှတ်8တရင်မြင်းကြံမြို့နယ်ပကဖတောင်တာမြို့နယ်ပကဖနဲ့မလိုင်ပ ကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ Royal Gold မြို့မှာစီကောင်စီရဲ့ တတုတွင်ဌာနဒုညုံမှုနဲ့စက်မှုလေယာဉ်ဌာနဦးစီးမှုတို့အသက်ခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ညနေကလွိုက်ကော်မြို့နန်းဘော်ဝမ်ရက်ကွက်မှာအခင်းဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။တတုတွင်ဌာနကဒုညုံမှုနဲ့စက်မှုလေယာဉ်ကဦးစီးမှုပါတတုတွင်ကတယောက်ကကေပေးထုံးမဲ့နေရာမသိလို့လိုက်ပို့ရင်းနဲ့ပြစ်တက်ခံရတာပါလို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတဦးကပြောပြခဲ့ပါရတယ်။အဲ့ဒီစစ်ကောင်စီဝန်ထမ်း2ဦးဟာနေရာပိုင်းတိတ်ဆုံးသွားပြီးတော့၎င်းတို့စီးနှင်းလာတဲ့ကားဟာလည်းတိမ့်စီးခံခဲ့ရတယ်လို့သိရပါရတယ်။စစ်ကောင်စီကလွိုက်ကော်မြို့မှာ၎င်းတို့ရဲ့ ရန်တရားများပြန်လည်စတင်ရန်ကြိုးပမ်းနေပြီးတော့စစ်ဆောင်ဒေသခံများအားပြန်လာနေရန်တိုက်တွန်းနေပြီးအစိုးရဝန်ထမ်းများကိုလည်းအရင်လာပိုင်းကတည်းကခေါ်ယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် မေလဒုတိယဘက်ကစပြီးတော့ရှမ်းပြည်နယ်စီဆိုင်မြို့ကနေတဆင့် KNA ပြည်နယ်ရိုက်ကွန်မြို့အတွင်းကိုအင်အား900ခန့်နဲ့စစ်ကောင်စီကစစ်ကြောင်းထိုးလာနေကြောင်းကရင်နီတော်လိုင်းအင်အားစုများကပြောဆိုခဲ့ပါတယ်။ကရင်နီတပ်ပေါင်းစုရဲ့တလေးလုံးစစ်ဆင်ရေးနောက်ပိုင်းမြို့ရှိမြို့အပါအဝင်ကရင်နီရဲ့90ရာခိုင်နှုန်းသောနယ်မြေများကိုတော်လိုင်းတပ်ဖွဲ့များကထိမ့်သိမ်းနိုင်ခဲ့ကြောင်းမကြသေးမီရပ်ပိုင်းကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒါအပြင်ရိုက်ကွန်မြို့မှာစစ်ကောင်စီရဲ့တပ်စခန်း12ခုဒီမော့ဆိုမှာစခန်း73ခုဖရူဆိုမှာစခန်းတစ်ခုဘော်လက်ခဲမှာစခန်း၅ခု ဖားဆောင်မှာစခန်း၉ခုရှားတော့မှာစခန်း၇ခုဖဲကုံမှာစခန်း၁၈ခုမဲဆက်မှာစခန်း၁ခုနဲ့စုစုပေါင်းစခန်း65ခုကိုတင်းစီနိုင်ခဲ့ပြီးတော့တက်ဆုပ်လက်နက်ချခဲ့တဲ့စခန်းစုစုပေါင်း16ခုအထိရှိလာပြီဖြစ်ကြောင်းတရင်အားရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့မကွေးတိုင်းစင်မာဝဲမြို့နယ်ကအလုတ်ယုံတစ်ခုမှာအလုတ်လုံနေတဲ့လုံသားကိုဦးကိုစစ်မှုထမ်းဖို့ဆိုပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဝင်ရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စင်မာဝဲမြို့နယ်အေကရဲအုပ်စုတာယာကုန်းရွာတားတက်ယုံကလုံသားတွေကို ဇွန်လ3ရက်နေ့ည8:00နာရီခွဲလောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။အုပ်ချုပ်ရေးမှူးကစစ်မှုထမ်းဖို့အတွက်မဲနိုင်မပေးလို့ဆိုပြီးတော့စစ်တပ်နဲ့ရဲတွေကအလစ်ဝင်ဖမ်းသွားတာလို့ဒေသခံတအုပ်ကပြောပါတယ်။စင်မဝဲမြို့နယ်အခြေစိုက်အမှတ်၈ကာကွယ်ရေးပစ္စည်းစက်ရုံကစစ်သားတွေဟာတားတက်ရုံအတွင်းကိုကားနဲ့ဝင်ရောက်လာပြီးတော့အလုသမားတွေကိုဖမ်းဆီးခဲ့တာလို့သူကဆက်ပြောပါတယ်။ဖမ်းဆီးတဲ့အချိန်မှာအလုသမား20ဦးခန့်ရှိတဲ့တဲကအသက်25နှစ်နဲ့30အရွယ်တွေကိုဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ အဖမ်းခံရတဲ့သူတွေဟာတာယာကုန်းရွာကမဟုတ်ပဲစင်မဝဲမြို့နယ်မှာရှိတဲ့ကျေးရွာတွေကအလုလာလုတဲ့လူငယ်တွေလို့ဆိုပါတယ်ဖမ်းဆီးသွားတဲ့သူကိုအူတွေကကျမ်းမာရေးမကောင်းတဲ့သူတအုပ်နဲ့ကိုလက်အင်္ဂါမစုံတဲ့သူတအုပ်ပေါင်းနှစ်အုပ်ကို ဇွန်လ9ရက်နေ့ညမှာစစ်တပ်ကပြန်လွှတ်ပေးခဲ့တယ်လို့ပြောပါတယ်။လက်ရှိမှာဖမ်းဆီးခံရသူ9ဦးကိုစင်မဝဲမြို့အနီးအမှတ်၈ကာကွယ်ရေးပြည်စီစက်ရုံတပ်ထဲမှာစုဆောင်းထားတယ်လို့သိရပါတယ်။အလားတူပဲဇွန်လ4ရက်နေ့ညကလည်းနယ်မြေချင်းထိစပ်နေတဲ့အောင်လံမြို့နယ်အရှိတ်ညောင်အိုင်မြို့လှထမကန်တီကုံစတဲ့ကျေးရွာတွေမှာလည်းစစ်ကောင်စီကဆက်မှုထမ်းဖို့အတွက်တရွာကိုအ ਨੇ စုံအမျိုးသား2ဦးလောက်ကိုဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကသိရကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်မှာစစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်များကစစ်ဘေးရှောင်နေတဲ့ဒေသခံများနေအိမ်ကိုပြန်မလာပါက အိမ်များကိုမိရှို့ဖျက်ဆီးမှာဖြစ်ပြီးတော့ပြန်လာပါကလည်းတအိမ်ကိုတယောက်စစ်မှုထမ်းရမှာဖြစ်ပြီးစစ်လှုပ်ရှားစေးရိတ်တလကိုနှစ်သိန်းထဲရမယ်လို့ချင်းချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်များဟာစီဇန်မျိုးနောင်ကျောကြေးပါဖုန်ကြီးကျောင်းမှာဇွန်လ၂ရက်နေ့ကအစည်းအဝေးပြုလုပ်ခဲ့ပြီးတော့ဒေသခံအများစုဟာတောတောင်နေထဲမှာစစ်ဘေးရှောင်နေရတဲ့အတွက်တက်ရောက်နိုင်ခြင်းမရှိသလိုရွာဆောင်အဖြစ်နဲ့ကြမ်းရှိနေတဲ့လူများကိုအခုလိုမျိုးချင်းချောက်ခဲ့တယ်လို့ပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO PNLA ထံကနေပြီးတော့သိရပါတယ် ဒါကတော့ပြည်သူတွေကိုစိတ်ဆင်းရဲကိုဆင်းရဲဖြစ်အောင်လက်နက်အားကိုနဲ့အနိုင်ကျင့်နေတဲ့အကြမ်းဖက်သမားတွေရဲ့လှုပ်ရက်ပဲလို့ပြောကြမှာတယ်။ဒါမျိုးလှုပ်ရက်ကအလွန်အင်မတန်အောက်တန်းကျတဲ့လူယုံမာတွေရဲ့လှုပ်ရက်ဖြစ်တယ်။စီစံမျိုးပတ်ဝန်းကျင်မှာတော့နေတိုင်းတိုက်ပွဲတွေဖြစ်ပွားနေစေဖြစ်ပါတယ်လို့ PNL လို့ PNL ပြောရေးဆိုခွင့်ရှိသူခွန်ရင်းရံကပြောကြားထားပါဗျ။နောင်ကျော်ကြီးရွာဖုန်ကြီးကျောင်းဟာစစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူစစ်တို့ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်တိမ်ကျောင်းဆောင်ပျက်စီးခဲ့ရပြီးတော့တန်ဃာတော်တွေဟာလည်းထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီးလက်ရှိမှာစစ်ကောင်စီကဝင်ရောက်တပ်ဆွဲပြီးတော့ခံတပ်စခန်းအဖြစ်နဲ့နေထိုင်လျက်ရှိတယ်လို့သိရပါဗျ။စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူစစ်တို့ဟာတပတ်ကြီးရွာအုပ်စုနဲ့နောင်ကျော်ကြီးရွာအုပ်စုအတွင်ပြည်သူများကိုလည်းမကြာခဏဖမ်းဆီးတပ်ဖြတ်ခြင်း 边没算我年纪轻，进乐队嘛，来得急嘞，别开大开，前路长。 အဲ့ဒီကြေးရွာအုပ်စုကပြည်သူအယောက်တထောင်ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရကြောင်း PNLA ထံကနေပြီးတော့သိရပါဗျ။ဒါအပြင်ဇွန်လ6ရက်နေ့မနက်၈နာရီခန့်ကစီဆိုင်မြို့မြကန်တာရက်ွက်နေအသက်82နှစ်အရွယ်ဒေါ်ဆိုးဆိုးလက်ဟာ၎င်းရဲ့နေအိမ်ဝင်းအတွင်းမှာတန်ရှိလုံနေတဲ့အချိန်စစ်ကောင်စီထောင်ထားတဲ့မြေမြုံမိုင်းနင်းမိတဲ့အတွက်ခြေောက်တစ်ဖက်ပြတ်ထွက်သွားတယ်လို့သိရပါဗျ။စစ်ကောင်စီဟာစီဆိုင်မြို့ပေါ်နဲ့မြို့ပတ်ဝန်းကျင်နေမှာ၎င်း၎င်းတို့အားမတိမ်းစီထားတဲ့မြေတွေပေါ်မှာ၎င်း မြေမြုံမိုင်းများနေမိုင်းများကိုထောင်ထားတဲ့အတွက်ကြောင့်သတိပြုကြရန်ပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL PNLA ကအထူးသတိပေးတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်နဲ့မုံမိတ်မြို့မှာရှိတဲ့စစ်ကောင်စီတပ်ကအရဲသားပြည်သူရှိရာကျေးရွာများကိုလက်နက်ကြီးတွေနဲ့နေ့စဉ်ရက်ဆက်ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ9ရက်နေ့မနက်၈နာရီအချိန်မှာနောင်ချုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်က ပန်ဖွေကြေးရွာကနေပြီးတော့30ကြေးရွာကိုလက်နက်ကြီးနဲ့၄ချိန်ထပ်မံပစ်ခတ်ခဲ့တဲ့အတွက်ဒေသခံနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲဇွန်လ၄ရက်နေ့မှာနောင်ချုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ကအုံမတီးလမ်းခွဲကနေပြီးတော့အရတားပြည်သူများရှိရာ30ကြေးရွာကိုလက်နက်ကြီးနဲ့၄ချိန်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇွန်လ9ရက်နေ့ညနေ၄နာရီအချိန်မှာမိုးမိတ်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ဗျူဟာဂုံးကနေပြီးတော့အရတားပြည်သူတွေရှိရာမန်ဖွဲ့ကြေးရွာကိုလက်နက်ကြီးနဲ့2ချိန်ထပ်မံပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့နေ့စဉ်ရက်ဆက်ပစ်ခတ်နေမှုကြောင့်ကြေးရွာနေဒေသခံပြည်သူများအနေနဲ့ကြောက်လန့်နေရတဲ့အတွက်တချို့ဒေသခံတွေဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ TNL ကပြောဆိုထားပါတယ် TNL တရှိရာမိုးမိတ်မိုးကုတ်ကြောက်မဲနဲ့နောင်ချိုမြို့မှာရှိတဲ့ကြေးရွာများကိုစစ်ကောင်စီတပ်ကဇွန်လ၁ရက်နေ့ကနေပြီးတော့ဒီကနေ့အထိကိုလက်နက်ကြီးများနဲ့စုစုပေါင်း20ကြိမ်ထက်မနေ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ